ချစ်စွာသောမိဘပြည်သူအပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိတ်သည်စပီကာနေပြီးတော့နှုတ်ခွန်းဆက်တာဂါရောပြုလိုက်ရပါတယ်ခင်ဗျာတီတီဒါနာနဲ့ပလီပလာမပြောတတ်တဲ့စိတ်သည်စပီကာပြန်လည်လို့ရောက်ရှိလာပါပြီကျွန်တော်တို့တွေပန်းနိုင်ကိုလှမ်းကင်ရန်အတွက်အသက်ကိုပဓာနာမထားဘဲနဲ့အမှုပညာဆိုလဲအမှုပညာနဲ့တိုက်ပွဲဝင်ကြတယ်ကြပြားစရာ ဝိတုဇန်ညိုးနေရလေကလောင်သွားထက်ထက်နဲ့စစ်ကောင်စီဆိုတဲ့စစ်ဘလူးမိစားတွေကိုကလောင်သွားထက်ထက်နဲ့တိုက်ပွဲဝင်နေတယ်လို့လူရှင်တော်အဆိုတော်မင်းသားမင်းသမီးမှမကြံအားလုံးကလည်းသူတို့တက်မြောက်ထားတဲ့သူတို့သိထားတဲ့အမှုပညာတွေနဲ့တိုက်ပွဲတွေဝင်နေကြပါတယ်ဘုဒ္ဓအတွက်တိုက်ပွဲဝင်တာလည်း ညီမမြေပေါ်မှာမွေးညီမရေကိုတောက်ညီမလူမျိုးတန်းရင်သားညီကိုမောင်နှမတွေဘက်ကနေပြီးတော့မမမမက်ရက်တီခဲ့ပြည်သူတွေဘက်ကနေပြီးတော့ရက်တီခဲ့တယ်ပြည်သူဆိုတာဘယ်တော့မှမတည်ဘူးပြည်သူဆိုတာဘယ်တော့မှမကြွေဘူးပြည်သူချင်းရင်ကြည်တင်မယ်ပြည်သူမုန်းရင်ပြက်တုံးမယ်ပြည်သူဒီသာ အခရာအရာရာကို ပြောင်းလဲနိုင်ပါတယ် ဒါကြောင့်မြို့တွေပေါ်မှာရှိတဲ့ပြည်သူလူထုတွေအားလုံးဟာအခုဆိုရင်နေမြဲတိုင်းနေစားမြဲတိုင်းစားသွားမြဲတိုင်းသွားလာမြဲတိုင်းလာပျော်မြဲတိုင်းပျော်နေကြတဲ့ပြည်သူတွေကိုပြောတာနော်။ဘာပြောချင်လဲ။သူတို့ပြောနေတဲ့စကားတစ်ခုရှိပါတယ်။တော်လည်ကြီးကဘယ်တော့ပြီးဆုံးမှလဲ။တော်လည်ကြီးမပြီးသေးဘူးလားကွာ။ငါတို့နေရထိုင်ရတာတွေကဘလို့နေလို့နေရမလဲမသိဘူး။ ကြီးလန်ဆန်စားနေနေရတယ်ဟုတ်ပြီအဲ့ဒီလိုပြောတဲ့လူတွေအားလုံးဒီစကားတွေကိုပြောမယ်အစားပါဇက်ကိုပိတ်ပြီးတော့လုတ်ရက်နဲ့တက်တည်ပြလိုက်တာအကောင်းဆုံးပါပဲအဲ့ဒါဆိုရင်ကျွန်တော်တို့တော်လန်ကြီးမြ мян ပြီးဆုံးပါမယ်ကျွန်တော်မြန်မာနိုင်ငံမှာအခုဆိုရင်စစ်ဘလူးမိတ်ဆာတွေဟာအင်းအားတွေချိနေလာတယ်သူတို့ရဲ့တောက်တိုင်တွေဖြစ်တဲ့ ရိုင်အိမ်မူစေအိမ်မူအုတ်ကြီးတွေနဲ့ပြူစောတိတွေသူတို့ရဲ့တောက်တိုင်တွေကတဖြည်းဖြည်းနဲ့ယုတ်ရင်းပျက်စီးလာသလိုကြဆုံးကန်းနေလဲရောက်နေပါတယ်သူတို့အားကိုးရမဲ့နေတယ်ရှေ့တန်းမှာလဲစကားဆာစစ်ခွေးတွေဟာတနေ့ကိုယာနီးပါလောက်ကြဆုံးနေကြတာကိုမြင်တွေ့နေရပါတယ်ကြာတိနေရပါတယ်အဲ့ဒီအတွက် မြို့ပေါ်မှာရှိတဲ့လူတွေရောနေတွေမှာရှိတဲ့လူငယ်တွေဟိုပါယောက်ျားမိန်းမမကျန်ပေါ်တာတွေဆွဲနေကြတယ်စိတ်မကောင်းစရာတဲ့ရင်းလေးတစ်ခုကတော့ဘာလဲဆိုတော့မင်းမနေ့ကပေါ့နော်မနေ့ကတကုံးမှာတကုံးမြို့တင်မှာ73နှစ်သားလေးနာမည်ကတော့မောင်ကျော်ကိုကိုခန့်နေသူ့စစ်မှုထမ်းရန်အတွက်မဲပေါက်တယ်အတင်းအာရမအိမ်ကိုလာခေါ်တဲ့အတွက်သူ့ကိုယ်သူ လှုပ်ကြံပြီးတော့အသက်ဆုံးရှုံးသွားရှာတဲ့လူမမယ်ကလေးလေးတွေမြမပြီမှာဒူးနေတီအများကြီးပါပဲသူတို့တွေ့တာမှန်ပါတယ်ငါတို့မြို့ပေါ်မှာနေမယ်ငါတို့မိဘရင်ငွေမှာတော့မှငါတို့မလုံခြုံတော့ပါလားမြမပြီကြီးဟာငါတို့နှွေးထွေးမှုတွေမပေးနိုင်တော့ဘူးမြမပြီကြီးကိုဖိနှိမ်ချုပ်ချယ်နေတဲ့အာနာရှင်လူတိုက်တာ ခုနှစ်ရက်သားသမီးအပေါင်းငါတို့လူငယ်တွေရဲ့မျိုးဆက်တွေငါတို့လူငယ်တွေရဲ့ဘဝတွေငါတို့လူငယ်တွေရဲ့ပန်းနိုင်တွေငါတို့လူငယ်တွေရဲ့အနာဂတ်တွေကိုရိုက်ချိုးဖျက်ဆီးမိရှို့ပြာချနေတဲ့အဖြစ်မျိုးမှာရှေ့တန်းသွားလဲတည်မှာပဲနောက်တန်းမှာနေလဲတည်မှာပဲမိဘရင်ွယ်မှာနေလဲအတင်းအာရမခေါ်ဆောင်မှာပဲ နိုင်ငံများထွက်ပြန်တော့လဲငါတို့တွေကိုပြန်ခေါ်ပြီးတော့မိဘတွေကိုအကြက်ကင်နေကြတာပဲဆိုပြီးတော့ကဲမထူးတော့ပါဘူးငါမရှိရင်ငါမိဘတွေလည်းဒုက္ခရောက်တော့မှာမဟုတ်ဘူးခិតတာခဏပဲငါမိဘတွေတောကရောက်မယ်ဆိုပြီးတော့သူ့ကိုယ်သူဆူဆိုက်လုပ်သွားတဲ့ကလေးတွေဒုနယ်တွေအများကြီးပါပဲစစ်ခေါင်းဆောင်တွေလှုပ်ရှားနေတဲ့မြမပြည်မှာရှိတဲ့ စစ်ဘလူးမိစ္ဆာတွေမင်းတို့မှာရောခမည်းတော်မှာရောတာသမီတွေမရှိကြဘူးဗျာမင်းတို့ခမည်းတော်ရဲ့တာသမီတွေကြတော့ဖူးဖူးမှုတ်ပြီးတော့နိုင်ငံသားမှာပညာတော်တင်နေလွတ်ထားတယ်အခုဆိုရင်လည်းကြည့်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုတွားထားတော်မှာသူ့ရဲ့မိနှစ်ယောက်မိနှစ်ယောက်မကဘူးထားပါမိနှစ်ယောက်ပေါ့နော်မိနှစ်ယောက်ကိုပါခေါ်ဆောင်သွားတယ် ဒီမှာရှိနေရင်ပါမှာစိုးလို့ဒါမှမဟုတ်ရင်တခုခုဖြစ်မှာစိုးလို့တကယ်လို့များဒုချုပ်ကနေပြီးတော့လက်ဖက်ချောက်ကြီးကနေပြီးတော့အာနာသိမ့်လိုက်ရင်သူ့သားသမီးသူ့တမက်သူ့ချွေးမသူ့မြင်းမြစ်ဒီအာလုံးပါမှာစိုးလို့သူ့မိမအပါဝင်တမိသားစုလုံးကိုရုရှားနိုင်ငံကိုပြိုပွဲစားခရီးထွက်သွားလာလားနော် ုတ်ပြီရုရှားနိုင်ငံကိုပျော်ဝစားခီးထွက်သွားခဲ့တဲ့ဘိုးချုပ်ယူရင်မင်းအောင်လိုင်းနော်သူထွက်သွားတဲ့နေရာစပြီးယူကရိန်းကိုကနေပြီးတော့ရုရှားကိုအဆက်မပြတ်တာဝေးပြစ်လက်နက်တွေနဲ့ပြစ်ခတ်နေလိုက်တာမော်စကိုမြို့ကိုထိမှန်နေပါတယ်တတိယအကြိမ်ဖြစ်ဆက်လက်ပြီးတော့တိုက်ခိုက်နေပါတယ်ရုရှားနိုင်ငံကလေကြောခရီးစဉ်240ကျော် ဖြတ်သိမ်းခဲ့ရပါတယ်။ရွှေ့ဆိုင်ခဲ့ရပါတယ်။နော်ပြီးတော့ AB သတင်းတရက်မှာလဲဒီဥစ္စာကိုအတိအလင်းကိုဖော်ပြထားပါတယ်။ဟုတ်ပြီ။ယူကရိန်းကတော့ပြောရင် ပြောတဲ့အတိုင်းလုပ်နေပါပြီ။ရုရှားကလည်းသူတို့စီရေးပြခြစ်တက်မဲ့အခမ်းအနားကြီးကိုဖြတ်သိမ်းပြီးတော့ရေမြင်းဒီမှာအလေးပြုတဲ့အခမ်းအနားကြီးကိုပဲသူတို့ဆက်လက်ပြီးတော့လှုပ်ဆောင်ရပါ အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာနဲ့တွက်မယ်ဆိုရင်ဇဏိတံပါကံဇဏီတိတဲ့တူသောအကျိုးပေးတာဘာကြောင့်တူသောအကျိုးပေးလဲဒီကျွန်တော်တို့ယူကရိန်းကနေပြီးတော့မလုတ်ပါနဲ့ဘာညာနဲ့ဆိုပြီးတော့အဲအဲ့လိုမျိုးတောင်းပန်တဲ့အချိန်မှာရုရှားကမရအောင်ငါတို့ချမှာပဲငါတို့လုတ်တင်တာလုတ်ပါလုတ်တယ်ယူကရိန်းခံရတယ်ဟိုဘက်ဘဝမကူပါဘူးဒီဘဝမှာလည်းအခုသူတို့ရဲ့အခမ်းအနားပွဲကြီးမှာအဲ့ဒီလိုဖြစ်တော့ကဲကြည့်ပါဦးနောက်တစ်ခုရှိပါသေးတယ် ဲ့ဒါပါလဲဆိုတော့ဒီရုရှားနိုင်ငံရင်းမြစ်နီးเนาะ280ပြည်အခမ်းအနားပွဲကြီးကိုမိသားစုလိုက်လေရင်စီးလုံးနဲ့တွားပြီးတော့ဘုံမှုဘိုလ်ချုပ်တွေကိုပါခေါ်ပြီးတော့ဒီ280ပြည်အခမ်းအနားကြီးရင်းမြစ်နီးအခမ်းအနားကြီးကိုတွားလိုက်တာကဲသူများနိုင်ငံတွေကလာတဲ့လူတွေကိုတော့တခန်းတနာနဲ့ကြိုဆိုလိုက်တာတရင်ဌာနတွေမှာတရင်စာတွေမှာလည်း ခေါင်းစည်းပန်းကနေပြီးတော့ဘယ်နိုင်ငံကတော့ဘယ်ဝန်ကြီးချုပ်လာပါလဲဘယ်နိုင်ငံကတော့ဘယ်သမ္မတလာပါလဲဆိုပြီးတော့ကြေညာစာတမ်းတွေထုတ်ပြီးတော့ဂုံပြုမှတ်တမ်းတွေတင်လိုက်ကြရတာမြန်မာနိုင်ငံကသွားတယ်မိသားစုကြတော့ကဲရွှေမန်းဥတ္တမောင်ဇက်ထရလိုမျိုးပဲနောက်ကျောမှာတုတ်တော်လို့တော့မဖောက်ဘူးဗျာပေါ်ပြခံရင်းလည်းမရှိတော့ဘူးသူ့ကိုလာကြတဲ့လူကလည်း အဆင့်ကဘယ်အဆင့်လဲဆိုတော့ဒုဝင်ကြီးအဆင့်လောက်ပဲရှိတယ်သူ့ကိုလာကြည့်တယ်အဲ့တော့များသူ့ကိုတခန်းတနာကြီးကြိုဆိုတယ်ဆိုပြီးတော့ဘောမလူတတိုက်ကနေပြီးတော့ပြောချလိုက်တာဗျာကဲမရှက်တဲ့လူကတော့လဲသေးပါဟုတ်ပါတယ်သူတို့မရှက်တတ်ပါဘူးမရှက်တတ်ပါဘူးဘာကြောင့်မရှက်တတ်မရှက်တတ်လို့ပဲတရုတ်ကိုဖျေးတော်ရုရှားကိုအာကိုပထွေးလို့လှုပ်ပြီးတော့သွားတဲ့ကိစ္စ ဘသူတည်တည်ငရိမိုင် ပြီးရောဆိုပြီးတော့မိသားစုလိုက်ချီတက်သွားတဲ့ကိစ္စကံကောင်းထောက်မှရင်မြန်မာနိုင်ငံဦးတို့ဒီမိသားစုပြန်လာလို့ရမှာပေါ့ထားလိုက်ပါတော့နော်အရကတက်တော့အေးအေးနဲ့တဲ့ဆက်သွယ်ဆောင်ရွက်နေသည့်ဘင်္ဂလားဒေ့နိုင်ငံကိုတဲ့အာနာသိန်းစစ်ကောင်စီကနေပြီးတော့ကန့်ကွက်မှုအပေါ်ဘင်္ဂလားဒေ့နိုင်ငံကနေပြီးတော့နော်အဲ့ဒီစာကို ကန့်ကွက်တဲ့စာကိုပယ်ချလိုက်ပါလေမရှက်လိုက်တာဗျာမရှက်လိုက်တာမရှက်လိုက်တာမရှက်လိုက်တာအေအေကနေပြီးတော့ထိုးစစ်စင်တာအေအေရဲ့တိုက်ခိုက်မှုတွေအေအေရဲ့လှုပ်ဆောင်ချက်တွေဟာငါတကောကိုပြီးလှုပ်ဆောင်တာတခုမှမရှိဘူးမြန်မာနိုင်ငံကြီးလွတ်မြောက်ဖို့ရခိုင်လူမျိုးလွတ်မြောက်ဖို့တိုင်းရင်းသားညီကောင်မောင်နှမတွေလွတ်မြောက်ဖို့မြန်မာပြည်သူပြည်သားတွေလွတ်မြောက်ဖို့ တကောင်းတနေရာကနေပြီးတော့အုတ်တစ်ချက်သဲတဲ့ပွဲအနေနဲ့ပါဝင်ဆင်နွှဲပြီးတော့စစ်ကောင်းဆောင်နေလို့ခေါ်တဲ့ချင်းညာတက်ကိုတိုက်ထုတ်နေတာရှင်းပါလေအေးအေးဒီရခိုင်တိုင်းရင်သားလက်သေးထင်းရင်လက်စိမ့်နာ သူတို့နေနေတာဗမာနေနေရတယ်ညမမြေပေါ်မှာနေနေတာလူမျိုးကြီးတွေဘာကြောင့်လူမျိုးကြီးလို့ကျွန်တော်ပြောရလဲထေရဝါဒဗုဒ္ဓဘာသာတန်တနာထုံးကားနေတဲ့ရခိုင်ပြည်ကြီးအဲ့ရခိုင်ပြည်မှာမှတန်တနာထုံးကားနေတဲ့မြောက်ဦးအဲ့ဒီကိုသူကိုယ်သူဖျားဒါရကာကြီးတန်တနာပြုမင်းကြီးဆိုပြီးတော့ အောက်လက်ငယ်သားတွေကိုလေချောင်းဟာတမျိုးကုန်းချောင်းဟာတတွေ့ရေချောင်းရံမှာမကြံအောင်ပြစ်ခတ်တိုက်ခိုက်နေတာကတော့ဘာပြောမလဲအဲ့ဒါကိုသစ္စာရှိတဲ့တိုင်းရင်းသားထဲမှာအပါဝင် ဖြစ်တဲ့ရခိုင်လူမျိုးအေအေကနေပြီးတော့ ိုတိုင်းပြည်ကိုလူမျိုးတွေတထောင်တနေရနေလို့အုတ်တစ်ချက်တဲတဲ့ပွင့်အောင်မကောက်ဘူးဗျာရခိုင်ပြည်တွေမကောက်ဘူး AOD တိုင်းထိပါတိုက်ခိုက်သိမ်းပိုက်နေတာဒါဝမ်းသာစရာပေါ့ဗျာဟမ်တဖြည်းဖြည်းနဲ့မြန်မာပြည်အောက်ပိုင်းကိုဆက်လက်ပြီးတော့ခြိတက်တိုက်ခိုက်ဖို့ညာသူ့ကိုဘင်္ဂလားဒေ့နိုင်ငံကနေပြီးတော့ကူညီပံ့ပိုးနေတယ်အမေရိကကလည်းကူညီပံ့ပိုးနေတယ်ဘာလဲမင်းတို့ကြတော့ တရုတ်ကကူညီပံ့ပိုးတာရုရှားကကူညီပံ့ပိုးတာကြတော့မင်းတို့ကယူပြီးတော့အေအေကနေပြီးတော့အေအေကိုဘင်္ဂလားဒေ့နဲ့အမေရိကနေပြီးတော့ကူညီပံ့ပိုးတာကြတော့မင်းတို့ကကန့်ကွက်တယ်ဆိုတော့ကဲမင်းတို့ကမင်းတို့မရှက်ကြဘူးလားကဲအဲ့ဒါဆိုရင်ရှင်းပါတယ်ကွာအေအေခေါင်းဆောင်နဲ့မင်းတို့ချင်းညာခေါင်းဆောင်အကုန်လုံးအပြစ်ခတ်တွေရက်လာရွာဖျားပွဲလိုမျိုးပဲ ကျိုးဝိုင်းဝိုင်းပြီးတော့ထိုးကြစမ်းကွာထိုးရဲလာဟမ်အစိုးချုံပြီးတော့အထက်တရနေပြီးတော့လက်သီးဘုံမပြနဲ့ရှင်းပါလေဒါရီယာပါလဲဆိုတော့ငါတို့လှုပ်တာမှန်တယ်မင်းတို့လှုပ်တာမှားတယ်ဆိုပြီးတော့ဘမစကပုံလူမျိုးပဲငါပြောတာကိုလှုပ် ငါလုတ်တလို့မလုံနဲ့လို့ပြောတာ ਨੇ အတူတူပါပဲခင်ဗျာဝါဝါမြင်တိုင်းရွှေစစ်လို့ထင်နေတဲ့မင်းတို့ပဲပထွေးဘိုလ်ချုပ်ယူရရုရှားကိုလည်းဘောသွားမနေပါလေတရုတ်ကိုလည်းဘောကင်မပြတ်ဘူးကဲမင်းတို့တွေဘာဆက်လုပ်ကြမလဲတကယ်တကယ်တည်တော့အောက်လက်ငယ်သားတွေအသက်တွေပေးရတယ်သူတို့ကတော့ပျော်ပျော်ရွှင်ရွှင်ပဲ လင်းမြန်ကြီးဝယ်ပြီးတော့သူတို့မိသားစုရုရှားကိုတော့မှခยีထွက်သွားသေးတယ်အပျော်ခยีထွက်သွားသေးတယ်ဒါကိုပဲကြည့်ပါတော့အော်ဒီနေ့ကမ္ဘာသတင်းတစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကမ္ဘာသူကမ္ဘာသားတွေစိတ်ဝင်စားနေတဲ့သတင်းတစ်ခုရှိပါတယ်အဲ့ဒီသတင်းတစ်ခုကတော့အဲတစ်ခုကဘာလဲဆိုတော့ဒီပါကစ္စတန်နဲ့အိန္ဒိယနဲ့အခုစစ်မီးတောက်တောင်နေတဲ့သတင်းနော်နောက်တစ်ခုကကြတော့ ဒီရုရှားနဲ့အဲကျွန်တော်တို့ဒီယူကရိန်းနဲ့စစ်မီးတောက်လောင်နေတဲ့တရင်တကယ်တကယ်ပြန်စင်းသားကြည့်ပါကန်စိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့ဗမာစကပုံရှိခဲ့ပါတယ်ဒီမင်းအောင်လိုင်းသွားတဲ့နေရာတိုင်းနေရာတိုင်းမှာမင်းအောင်လိုင်းကိုပတ်မိုးကူညီတဲ့လူတိုင်းလူတိုင်းဟာအပူမီးတွေမင်းအောင်လိုင်းရဲ့မီးတွေသူတို့ရှိမှတောက်လောင်နေတယ်အိန္ဒိယမင်းအောင်လိုင်းကိုကူညီခဲ့တယ် အခုပါကစ္စတန်နဲ့ဖြစ်နေပြီဗျာဟုတ်ပြီလားရုရှားမင်းအောင်နိုင်ကိုကူညီခဲ့တယ်ယူကရိန်းနဲ့ဖြစ်နေတယ်ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာမဟုတ်ဘူးမင်းအောင်နိုင်သွားရပြဿနာရှာဆိုတဲ့စကပုံပြန်ပြောင်းလိုက်ရတော့မယ်ဗျာအဲ့ဒါကလည်းဘာလဲဆိုတော့လူတယောက်ဟာကျွန်တော်တို့ဗုဒ္ဓဘာသာနဲ့ကျွန်တော်တို့ပြန်တွေ့မှာစဉ်လူတယောက်ဟာ ကိုကကံညက်နေရင်ကံကောင်းတဲ့လူနဲ့ကိုကသွားပေါင်းရင်ကံညက်တဲ့လူကတော့မတိတာပဲကံကောင်းနေတဲ့လူကဖုံးလို့ပြန်ပြုတ်ကျသွားတယ်ရုရှားဆိုတာတကယ်ကိုလက်နက်တွေပိုင်ဆိုင်ထားတဲ့နေရာနျူကလ িয়ার တွေပိုင်ဆိုင်ထားတဲ့နိုင်ငံကြီးယူကရိန်းကိုမှန်လန်နိုင်မှုဖြစ်နေတယ်ဗျာအိန္ဒိယထိုနည်းတူပဲအိန္ဒိယဒီ ကမ္ဘာနိုင်ငံကြီးစိတ်ရင်းထဲမှာထိတ်ဆုံးကပါနေတဲ့နိုင်ငံဒါပေမဲ့ပါကစ္စတန်လိုနိုင်ငံမျိုးကိုမရှိမလားခံနေရတယ်ဒါဟာစစ်မီးတောက်လောင်နေတယ်ဘာကြောင့်စစ်မီးတောက်လောင်နေလဲခုနကျွန်တော်ပြောသလိုပေါ့ကန်စိုးမှသွားရမိုးလိုက်လို့ရွာဆိုသလိုမျိုးပဲမင်းအွန်လိုင်းသွားတဲ့နေရာမင်းအွန်လိုင်းနဲ့ပေါင်းတဲ့လူတိုင်းလူတိုင်းကန်စိုးနေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော် ဒီနေရာနေကျွန်တော်ပြောချင်တာပါဗျာကဲကဘာကူလာတမကကလည်းအခုဆိုရင်ကျွန်တော်သူ့ကိုတော်တော်စိုးရင်သွားပြီဘာကြောင့်စိုးရင်လဲဆိုတော့အဲသူတို့ရဲ့တကားပိတ်ပြီးတော့အစည်းအဝေးလုပ်တဲ့ဥစ္စာလေအမြန်မာနိုင်ငံနဲ့အမြန်မာနိုင်ငံရဲ့အရေးကိုဟိုတကားပိတ်လိုက်ဖွင့်လိုက်တကားပိတ်လိုက်ဖွင့်လိုက်တကားပိတ်လိုက်ဖွင့်လိုက်နဲ့တကားကြီးပြက်သွားလို့မကြတော့သေးခင်ရမှာသူကတကားကြီးပြန်ပြင်ကားသပဲရှိသေးတယ်အဲယူကရိန်းကနေရောထပ်ပြီးတော့ပြဿနာတက်လာပြောယူကရိန်းနဲ့ အဲရုရှားနဲ့ဖြစ်လာတကားပိတ်လိုက်ဖွင့်လိုက်တကားပိတ်လိုက်ဖွင့်လိုက်နဲ့ဆွေးနွေးပြန်ရောအော်ဆွေးနွေးတော့တကားကြီးပြက်လို့ပြန်ပြင်ရပြန်ရောအတော့မြမအကြီးတကားပိတ်လိုက်ဖွင့်လိုက်တကားပိတ်လိုက်ဖွင့်လိုက်လို့တကားကြီးပြက်နေတယ်ပြန်ပြင်ရပြန်ရောအခုတကားပြင်လို့ကောင်းရုံပဲရှိသေးတယ်အိန္ဒိယနဲ့ပါကစ္စတန်ထပြီးဖြစ်ပြီဗျာအဲ့ဒီတကားကြီးကိုတော့ကျွန်တော်ကတော့တော်တော်ကိုကျွန်တော်ကတော့စိုးရိမ်နေပါတယ်ဒီတကားဖွင့်လိုက်ပိတ်လိုက်ကျူးကျွက်ကျူးကျွက်နဲ့ကဲတကားပိတ်ဖွင့်ပြီးတော့ဆွေးနွေးကြတဲ့ဥစ္စာတွေ ထပ်ပြီးတော့ကျွန်တော်တို့ကြားအောင်မယ်ဗျာဘသူတွေကဘလို့ဖြစ်ပြီးတော့ဘသူတွေကဘလို့ဖြစ်အောင်မလဲတော့မသိဘူးတတိယကဘာစစ်ရဲ့စစ်မီလီယံကတော့တဖြည်းဖြည်းနဲ့အထဲထဲမှာလှိုက်လောင်နေပြီဗျာမြန်မာနိုင်ငံစလိုက်တဲ့မီယူကရိန်းရုရှားအခုဆိုရင်အိန္ဒိယပါကစ္စတန်ဩဟိုတနေ့ကကျွန်တော်ကြားလိုက်ပါတယ်ထိုင်းမှာလည်းလေရင်တွေတိုက်လေရင်တွေဝဲပြန်နေတယ်တဲ့ဗျာမြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့နေရာတွေအားလုံး မင်းအွန်လိုင်းကြောင်းတော့ဒုက္ခရောက်နေကြပြီလို့ပဲကျွန်တော်ဒီနေရာနေ့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကဲဖားပါတော့ကျွန်တော်ရဲ့စကားတွေကိုဒီတဲ့ဒီပြောရင်တထောင်တညပုံမြင်လို့မျိုးပဲကုံဆုံးတော့မှာမဟုတ်ပါဘူးเนาะတောက်လီတောက်လီငတ်မပြေမင်းအွန်လိုင်းအကြောင်းကိုပြောလီပြောလီမကုံလီဖြစ်နေပါတော့ကျွန်တော်ရဲ့စိန်နီးစပီကာတခုပြီးဆုံးနိုင်ပြီးဆုံးနိုင်မှာကျွန်တော်ကြပြလေးနဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်ဒီတခါကျွန်တော်စိန်နီးစပီကာမှာရုပ်ပါမယ်ကြပြလေးရဲ့အမိကတော့တဘုံနဲ့ နံမလေးရရန်လှတယ်ဗျာတဘုံနဲ့ဒီကမြာကိုကလောင်သွားထက်ထက်နဲ့အနုပညာနဲ့တိုက်ပွဲဝင်ခဲ့တဲ့ကြပြာဆရာကတော့လာမင်းညူအင်းလေးပဲဖြစ်ပါလေကြပြာလေးရဲ့နံမည်ကတဘုံနဲ့တဘုံဆိုတဲ့ကြပြာကိုကျွန်တော်ရဲ့စိန်လေးစပီကာမှာရွတ်ဖတ်ခွင့်ပြုပါလို့ကျွန်တော်ဒီနေရာကနေပြီးတော့လာမင်းညူအင်းလေးကိုကျွန်တော်တောက်ခတ်ပါတယ်ကြပြာလေးရဲ့နံမည်ကတဘုံ တောင်းယူလို့မရလို့တိုက်ယူနေတာတပုံဆိုတာလူပိတသူတွေပဲလုံနိုင်တာတပုံဆိုတာခါဆက်လောင်မြတ်ခန္ဓာရကိုပွေပိုက်လွတ်မြောက်ရေးကိုနှလုံးသွေးနဲ့ဒစိမ့်နှိတ်ကြသူတွေပါတပုံဆိုတာနှလုံးသားမှာအတ္တမာတက်ငရေလန်းကိုရင်ရင်းဆက်ထားသူတွေပါတပုံဆိုတာ ကို့ထုတ်ကိုကိုပြင်ကို့လန်းကိုဖောက်ကို့လောင်းကိုထမ်းပြီးအာနာရှင်ကိုတိုက်ထုတ်တော်လန်ရင်အလုတ်လုံနေသူတွေတပုံဆိုတာမဖြောင့်လဲခยีဆက်တယ်မကြောက်ဖဲခยีဆက်တယ်အမှန်တရားအတွက်မိုက်နေသူတွေပဲဖြစ်တယ်တပုံတွေတပုံတွေမြင့်မြတ်ကြတဲ့သူရဲကောင်းတွေအဲ့ဒီ တဘုံစစ်စစ်တွေတဲ့ဘယ်လူငယ်များတော်လန်ရေးတမိုင်းမှာဒူးထောက်ဖူးခဲ့လို့လေတိုက်ပါစေတိုက်ကြပါစေတောင်းယူလို့မရတာတိုက်ယူမှရမှာဟုတ်တိုက်ကြပါစေတိုက်ယူကြပါစေတော့စစ်လိတ်ကြိုက်တဲ့တဘုံတွေတယောက်တစ်ချစိတ်ကြိုက်ပွားရင်စက်တိုက်ပါစေအရက်ကြိုက်တဲ့တဘုံတွေ တနက်အစ်စ်နဲ့လမ်းတွေတဲ့တယောက်တပတ်တောက်ရင်းဆက်တိုက်ပါစေကြ བྱ ာကြိုက်တဲ့တဘုံတွေကျုံသည်။ဘေးကြ བྱ ာရင်းရင်းဆက်တိုက်ပါစေပန်းကြိုက်တဲ့တဘုံတွေရမ်းနဲ့ကြားမှာပန်းဆိုင်ရင်းဆက်တိုက်ပါစေဂီတကြိုက်တဲ့တဘုံတွေလက်နဲ့ကြီးတဲ့ကြားမှာဂီတကိုပိုက်ဆက်ပြီး တိုက်ကြပါစီစာကြိုက်တဲ့တပုံနေတနက်တစ်ဖက်နဲ့စာဖက်ရင်ဆက်တိုက်ပါစီအချစ်ကြိုက်တဲ့တပုံနေချစ်သူလက်ကိုရဲရဲဆွဲပြီးဆက်တိုက်ပါစီအချစ်ငတ်တဲ့တပုံတွေလဲချစ်တတ်တဲ့နှလုံးသားနဲ့သူတို့တိုက်ကြပါစီကြည်စမ်းပါဦးအပြစ်ကင်းပြီး းချစ်စရာကောင်းတဲ့တပုံနေတဲ့အာနာယူတဲ့ကောင်မပါဘူးကိုကျိုးရှာတဲ့ကောင်မပါဘူးနေရလိုချင်တဲ့ကောင်မပါဘူးတိုင်းပြည်ကိုပေါင်းတင်ရင်နှလုံးသွေးလောင်မြိုက်လိုက်ပုံများတော်လံရေးကြီးအောင်လို့မတည်ခဲ့ရင်ကျွန်တော်တို့ကျမတို့အိမ်ပြန်ကြမယ်တဲ့လား လေးစားပါလေလာမင်းညိုအင်းလေးကျွန်တော်တို့မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်တို့မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေကျွန်တော်တို့မြန်မာပြည်ကြီးအမြန်ဆုံးဘေးမတန်းဖြာဝ